ဘာလို့ကိန်းကနန်းတွေကိုတုံညာနဲ့စားလို့မဖြစ်နိုင်ရတာလဲ။ပိုင်းကျင်မှာတုံညာရှိသွားရင်ဘာလို့ under fine ဖြစ်သွားရလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အဲ့တော့စားရဆိုတာပါလေ။အလွယ်ပြောရင်တော့မြောက်တာနဲ့ပြောင်းပြင်ဖို့ဒါပေမဲ့ နံပါတ်တစ်ခုကနောက်ထပ်နံပါတ်တစ်ခု ਨੇ အချိန်ပေါင်းဘယ်လောက်ရှိလဲဆိုတာကိုရှာတာကိုစားတယ်လို့ခေါ်တယ်။ဥပမာပြောရလို့ရှိရင်နံပါတ်30ထဲမှာနံပါတ်1က5ချိန်တိတိပါနေတယ်။အဲ့လိုဆိုလို့ရှိရင်နံပါတ်30ထဲမှာ3ညဘယ်နှချိန်ပါနေလဲ။နောက်ထပ်ဥပမာတစ်ခုပြောရမယ်ဆိုလို့ရှိရင်ပန်းသီး10လုံးကိုလူ9ယောက်ခွဲမယ်ဆိုလို့ရှိရင်တစ်ယောက်ကိုနှစ်လုံးရမယ်။အဲ့လိုဆိုရင်ပန်းသီး10လုံးကိုလူ3ညယောက်ခွဲမယ်ဆိုရင်ဘယ်လိုခွဲမလဲ။အဲ့လိုမျိုးအခြေအနေတွေရှိနေတဲ့အတွက်ကြောင့်မလို့ undefined ဆိုပြီးတော့ situation တခုဖြစ်လာတာပါဒါပေမဲ့တင်ချာပညာရှင်တွေကတော့၃ညနဲ့ဓာတ်ရိုက်မစားဘဲနဲ့၃ညနောက်ကိုနှီးသွားလို့ရှင်ဘလို့အချိန်တွေဖြစ်လာနိုင်လေဆိုတာကိုယူဆပြီးတော့ပုံစံတွေကိုဖြည့်ရှင်းခဲ့ကြပါတယ်အခုလိုမျိုးနီးယား zero ယူပြီးတော့တွက်ခဲ့ကြတဲ့ပုံစံတွေကိုဖြည့်ရှင်းဘူးလားဖြည့်ရှင်းဘူးတယ်ဆိုလို့ရှင် comment မှာဝင်ရောက်ဆွေးနွေးခြင်းကိုတော့